ဟဲ့ငစီဆိုတဲ့အကောင်ဟဲ့ငစီဆိုတဲ့အကောင်နေနေအကြောင်းတော့ငါစိတ်မွေစားနေဘဒုနားထောင်ခိုင်းလို့လေလို့နေဖေနေကိုလိုင်းနဲ့နားထောင်ခိုင်းလို့လားဒီနေ့မမေစုအာနာရဖို့တွေရလွတ်ဖို့တွေအကုန်လုံးပြေးခဲ့ပြီပါပြီတိလားနေဆောက်စင်းပါဆောက်စင်းလဲအဲ့လားဆိုရင်ငါပြန်မေးပြီနေအဲ့လားလုတ်ပေးနေသလား Oh no နေအဲ့လားလုတ်ပေးနေသလား Oh no နေအဲ့လားလုတ်ပေးနေသလား Oh no စပတ်သေးခရန်ကြီးထိုးပြီးအမအောင်းနေလိုက်တိလားဟမ်ဖေလိုးမငါပြောတာတိလားဟမ် စောက်ရှင်းမရှိတာနင်းတော့ကိုမင်းကိုမလို့ဘူးငါမိဘကိုကိုယ်ခွဲစရာဖြစ်ပဲဝင်နေဖြစ်တယ်နင်းနင်းလုံနေတဲ့အလုံးနင်းဖိလို့မှမလားနင်းဖိနေနင်းလို့ရင်လို့ပေါ့မတည်ဘူးလားဟုတ်တယ်နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထိုင်းနိုင်ငံထောက်ပို့အကြီးစားကိုစီကိုအောက်လုံးထိုးတိုက်ခိုက်လာတဲ့စစ်တပ်ထောက်ခံသူအမျိုးသမီးအားကိုစီမပြန်လဲတုတ်ပြန်လိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအဲ့ပေါ်မှာမိမတယောက်ဆင်းထားတယ်တဲ့တမန်ဒီရော့ သူလည်းကျွန်တော်တည်လည်းမသိဘူးဘယ်လာလည်းမသိဘယ်နိုင်ငံမှာနေလဲကောင်းမလဲလည်းကျွန်တော်မသိဘူးเนาะကျွန်တော်ဆက်ကြတယ်ဗာဆက်ကကြည့်သွားမှာကျွန်တော်ဇာတ်ကားတွေတော်တော်ရေးကိုနိုင်မယ်နိုင်မယ်ဆိုပြီးတော့လိမ့်လိမ့်လို့ရှိရင်နိုင်မှာပါဆိုင်တက်တက်လို့ပြီးရှိရင်နိုင်ငံရေးကြောင်းနေနာမယ်တော်တော်ရေးကြောင်းနေနာမယ်ပြီးသူတို့ဒိစအလုံးလုံးပေါ်လာတဲ့ချီပြီးလို့ပကြောင်းကကမ်ပိန်းလို့ဒီကမ်ပိန်းလို့အဲ့နိုင်ငံရဲ့ဥပမာရေးသားနေခြင်းရေယူအာဆောက်ရှောက်ရှိဘူးလားအဲ့နင်တို့အခုပြောပြောနေတာဖြစ်တယ်တော်တော်ရေးကိုလည်းဖတ်ဖို့ပါဖြစ်တယ် ไปตัวไปหรอกที่บ้านไซโนแอร์ตัวไรเอวยามูชาของยักษ์ไปเล่นชิ้นทุ่งใหญ่ยักษ์ไปอยู่ตัวไรหมดเลยแบบสักแป๊บไม่ยักษ์ไม่ไม่ไม่สนุกเลยก็แบบเที่ยวนายเอาไปเลยล่ะที่เจ้าตัวนี้มันนายเอาไปเลยล่ะเนี่ยถ้าพี่รู้ก็ตัดตัวซีนี่ฮะไปเนี่ยไหมอืมตรงนั้นมันโอกาสพิเศษเหรอเนาะที่นี่ไปเรื่อยเลยให้นายไงเดี๋ยวพุ่งตรงไปเดี๋ยวพุ่งแล้วตรงไปโอ้พุ่งมาถึงพุ่งก็ตัดหนึ่งก็หนาวเลยแล้วก็เดี๋ยวเดี๋ยวแล้วเจ้ามีสตอร์ให้กันตัวไปนี่มาที่เราเอาคนพี่เนี่ยเราไปทุกคนมาเดี๋ยวไปยันไหนตัวตรงเนี้ยตัวตรงเนี้ยอ่ะก็จะเหี้ยนมากจริงอันเนี้ยนี่ก็ซีโร่มันจะไปกันอยู่ว่าซีเนี่ยตรงไหนเนี่ยดูกันแค่นี้เนาะพอพอพอซีโร่มันจะไปกัน ။အော်လူတွေကတော့တကယ်အောက်တန်းကြတာပဲနော်။ဘာစီရောမိုင်းတက်ကတ်တယ်။ဟမ်လူတယောက်ကိုပြောချင်လို့ရှိရင်မှန်တာကိုပြောကြတယ်ကွယ်။နင်တို့တွေကဘာဖြစ်လို့ကိုယ့်ကိုအောက်တန်းကြတဲ့အစ်စ်လုပ်လာလဲ။ဟမ်ထိုင်းနိုင်ငံမှာနေရဘယ်နေရာခေါင်းဖြစ်လဲဆိုတော့အခုမှရိတ်ခါချပေးတယ်။နော်။ဟိုမှာနောက်မှရိတ်ခါချပေးလိုက်ပြပေးရမလား။နော်။ငါလိုင်းပေါ်နေကူညာတလုံးနဲ့ပေါ်လာတာ။ငါတလဘယ်နှပွက်ချပေးလဲ။ဟမ်တလောက်ငါဘယ်နှပွက်ချပေးလဲ။နေတနှစ်လုံးနေလို့နေဘယ်နှပွက်လုပ်ပေးတယ်။နေဘေးကလည်းမသိဘူးလား။ငါသိချင်တာကဒီမိန်းမကဘယ်ရတော်လိုင်းဘက်ကလား။ ဟိုဒီစခွဲထောက်ခံတဲ့ဘက်ကလည်းအရှင်းမှသူပြောထားဗီဒီယိုဖိုင်တစ်ခုတွေ့တယ်နော်ဒါပေမဲ့ဒီတင်ထားတဲ့အကောက်ကဒါကတော့ဘောမှာအကောက်နော်ဒီစခွဲထောက်ခံတဲ့အကောက်အရှင်းမှဗီဒီယိုဖိုင်တစ်ခုတွေ့တယ်သူကစီလီယံလုတ်တဲ့တွေကိုဆဲလာတာနော်စီလီယံလုတ်ခိုင်းတဲ့တွေကိုပေါ့အဲ့တော့ငါခါလိုက်ကြုံလို့မေးလို့မယ်အဲ့ဒီကာလမှာလူအုပ်ကြီးကတိုင်းပြည်အနှံ့အကုန်လုံးပြည်နေတာအဲ့ဒီထဲကိုပြန်ဝင်လို့ဘယ်သူမှသွားပြောလို့မရဘူးအဲ့ဒီအဲ့လိုဘာမှမစိုးလုံးမဲ့လူအုပ်ကြီးကိုအငြင်းကြမ်းဆုံးဒီအာဏာစန့်ကျင်တဲ့အငြင်းကြမ်းဆုံးဒီစီဒီအမ်မလုံနဲ့လုံလို့မပြောလို့ရှိရင်ဒါကကန်ပြီးခုတ်ကြပါတနက်ကန်ပြီးတစ်ကြပါဘုံကန်ပြီးကွဲကြပါလို့ပြောပြရမှာဟမ် ။အဖာရမစောက်ခွက်ကဟိုမှာလမ်းပဲစက်မဖြေရတော့ဇေယူပေါ့မရုပ်မဟုတ်ဘူး။ငါလုံးမဟာမကြည့်လို့ကြည့်လား။နင်ကလည်းငန်းနာမယ်ကင်ပြီးလာဆိုင်အောင်။နင်ကဘာစက်စစ်ကြီးလို့လဲ။ဟမ်။ဖေလုံးမရုပ်ကမျက်ခွင်းကညိုဘလူးလင်းနဲ့ထိုးလာပြီးမြောက်လုံးမဟာမ။ငါငါတိတ်မဆဲချင်ဘူးငါ။ဟမ်။နင်စောက်စင်အောင်နင်ကလည်းငါ့ကိုငန်းလုံးငန်းလုံးနေတာဟောင်းငန်းနာမယ်လာကင်ပြီးနင်ဆွဲအောင်။နင်ဘာကောင်မလဲ။ဟမ်။ဘာအတန်းရှင်းလို့ကျင်လာလား။အတန်းရှင်းလို့ကျင်နေပြော။ကျင်ညာပေးမယ်။စောက်စစ်လာမတောင်နဲ့စောက်ခွက်ကသုံးပေါင်းပေါင်းတရားမပြည့်တဲ့ရုပ်။ဟမ်။လမ်းမဖာခံအောင်နင်စောက်ခွက်ဖာမယောနင်ဖာတော့ခံကြည့်။ ်ဇေယုပေါ့မလားလို့ငါလုံးမဟာရောက်ကတော့ငါဘာတွေများပြောနေတာလဲလို့ပြောနေတာပြောနေတာပြောနေတာနေဆက်ကတော့တိတ်တာကိုနေဆက်ကတော့ဘယ်တော့မှလာတော့ငါမသိဘူးအေးနော်ငါပြောလိုက်တယ်ကျွန်တော်ကြီးဘယ်တော့ခက်ခဲနေလဲငါဘုံကဘယ်ရောက်လာလဲနေဆက်ကြောင့်ပါလားဟမ်နေဆက်ကြောင့်ပါလားလို့နေဖာခံပြီးပေးရတယ်ငါငါဘယ်သွားရတာလဲဟမ်စပြောပြောပြောအဲ့လေလာငါတို့ရည်ရည်တူတူဘာလို့ပေးဖက်ရလို့ရတာတော်ရဲ့နေဖာစက်ကြတယ် ်နော်တူလားဘာမိုင်းတဲ့ပတ်စင်တစ်စီရောက်လာယူနီယံကတော့စဖွဲ့လာလူကြီးဘယ်နဲ့ရောက်စဖွဲ့မတိမပြောနဲ့အဲ့ဒါဖြစ်လို့ပြောတာနင်တို့တွေအရာလေးစောက်ပေါ်စင်တိကအပန်းရှင်းလို့ကျွန်တော်ရှင်နဲ့ပုံဝင်လင်းလင်းပြောဘာတော်ဆိုင်ရေးဘက်ကလို့လို့ဘာနဲ့လို့လှုပ်ပြီးဂျင်းလာမထင်းနဲ့စပတ်နှချမ်းနေပွဲလိုက်မယ်ပေလုံးမဒီဘာမှမလဲဟမ်ငါပြောရင်မကောင်းဘူးတေချာလစ်လာတိလာယူနီယံနာနာဘယ်ဆက်ဖွဲ့လဲဘာတွေလှုပ်လဲလစ်လာလစ်လာပြီးမှစပတ်ကပြော ဘယ်နေရာမှာစောက်ပြိုးကျင်အခုမြောက်ကပြောမယ်နေတော်ဟန်ရင်မှာစောက်ကျေစုပြုခဲ့တယ်ဘယ်နေရာရှိတယ်ပေးဆက်တယ်နဲ့ဇလာတကားနာမပြောနဲ့တိလနေ့ကပေးဆက်တဲ့လူတဘောကြီးလောကမှာတိလပေးဆက်တဲ့ဆိုတကားနာမပြောနဲ့အရှိမနေစီရီယံလောက်ခိုင်းတဲ့လူတွေကိုစောက်ဖောင်းထုတယ်ရမှာဗီဒီယိုဖိုင်တစ်ခုကပို့ထားတယ်ဟမ်စီရီယံမလောက်ခိုင်းတော့အဲ့ဒီချိန်မှာလူတွေတက်ခိုင်းရပို့လားနောက်ပြောကစီရီယံမလောက်ခိုင်းအဲ့ဒီစီရီယံလောက်ခိုင်းတဲ့လူတွေစောက်ပြစ်ပြောအောင်အဲ့ဒီချိန်မှာစီရီယံအငြင်းကြမ်းဆုံးအာနာစန့်ကျင်တဲ့စီရီယံလောက်လို့မပြောဘဲနဲ့ဒါကံပြီးခောက်ကြွားရဲစကြံဝင်စည်းကြွားမိဝင်ချိုးကြွားလို့ပြောရပို့လားဟမ်အတန်းရှင်းရှာကြည့်ကောင်းမှုရှာနော် ဟမ်ဒီတော့လည်းကျွန်တော်အထောက်လုပ်ပြနေရတယ်ဆက်ပြီးတော့ကျေကစားတွေလာပြောနေရတယ်ခေါင်းတကူကြီးကပေါ်တဲ့ကစားတွေလာပြောနေပြီးတော့ကမနာတဲ့အပြင်ကိုလည်းထောက်ဖို့ကစားတွေကိုလည်းလင်းစားထောက်ဖို့ကစားတွေနားနေတယ်ဟမ်ငါပြောပါဦးငါထောက်ဖို့တရားထောက်ဖို့တရားကထောက်ဖို့တွေများများပေါ်ထွက်လာဖို့စီးရုံထိုင်းတို့တရားမဝင်ဝင်ရောက်လာသည့်မြန်မာရွှေပြောင်းများနေစဉ်ဤပါယာနေချီ၍ဖန်ဆီးခံနေရ ထိုင်းမြန်မာနယ်စပ်မှတဆင့်ထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်လာသည့်မြန်မာရွှေ့ပြောင်းများမှာယခုရက်ပိုင်းတွင် နေစဉ်နီးပါးယာနှင့်ချီ၍ဖမ်းဆီးခြင်းခံနေရကြောင်းထိုင်းသတင်းမီဒီယာများထံမှသိရသည့်ပြီးခဲ့သည့်အောက်တိုဘာ18ရက်နေ့နှင့်19ရက်နေ့များတွင်ပင်ထိုင်းနိုင်ငံတွင်သို့တရားမဝင်ဝင်ရောက်လာသည့်မြန်မာလုပ်သားနေရ52ဦးမှထိုင်းအာဏာပိုင်များ၏ဖမ်းဆီးခြင်းကိုခံခဲ့ရသည် ကန်ချနာဘူရီခရိုင်တွင်ယမန်နေ့အောက်တိုဘာ16ရက်နေ့ကထိုင်းနှင့်မလေးရှားတွင်အလုပ်လုပ်ရန်ရည်ရွယ်ကာဝင်ရောက်လာသည့်အသက်မပြည့်သေးသူလူငယ်12ဦးအပါအဝင်အမျိုးသမီး9 18ဦးအမျိုးသား9 14ဦးစုပေါင်း162ဦးဖမ်းဆီးခြင်းခံခဲ့ရသည်ထိုင်းဆိုရသည့်အောက်တိုဘာ15ရက်နေ့မှစတင်ကအထောက်ထားမဲ့ရွှေပြောင်းအလုပ်သမားများအတွက်တရားဝင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်လုပ်ပေးမည်ဟုကြိုတင်ကြေညာခဲ့တော်လဲအောက်တိုဘာ16ရက်နေ့တွင်အဆိုပါလုပ်ငန်းစဉ်ကို ယာယီရဲ့ဆိုင်းကြောင်းထုတ်ပြန်ခဲ့သည့်အတွက်မြန်မာလုံတမာများ၏ဘက်ငွေတန်းကြီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်လောလောဆယ်မှာတရားဝင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်ထုတ်ပေးခြင်းကိုယာယီဆိုင်းငံ့လိုက်တာရှိတဲ့အဲ့ဒီလုပ်ငန်းစဉ်အတွက်ပွဲစားတွေကိုပတ်စံကြိုပေးထားတဲ့သူတွေထိုင်းတဲ့ကိုဝင်လာတာများပါတယ်တစ်ဖက်ကလည်းမြန်မာပြည်ထဲမှာမင်းအွန်လိုင်းကိုကြောက်လို့စစ်မှုထမ်းရှောင်ကျင်တဲ့လူငယ်လူရွယ်တွေကအနည်းဆက်ဆုံးထိုင်းနိုင်ငံတဲကိုကြီးလာကြတာများတယ် အဲ့ဒါကြောင့်အခုဖန်းစည်းခံရမှုတွေစက်တိုက်ဖြစ်နေတာပါဟုရွှေပြောင်းလုံတမအရေးကူညီဆောင်ရွက်ပေးသူ AAC ကိုရဲမင်းကအေယာဝတီတိုင်းကို ပြောသည့်အလားတူတခရိုင်မဲဆောက်မြို့အနီးတဝိုက်တွင်လည်းပြီးခဲ့သည့်အောက်တိုဘာ18ရက်နေ့တွင်မြောက်ရီဘက်မှတဆင့်ထိုင်းနိုင်ငံတွင်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား89ဦးဖန်းစည်းခံခဲ့ရသည်အပြစ်ဟုတ်ပြောပါတခိုးကိုကာကွယ်လဲဆိုရင်ဘယ်တခိုးကိုငါကကာကွယ်ထားတာအသက်တည်ကြ နော်ဘယ်သူကခေါ်တယ်ဘယ်သူကမခေါ်ဘူးဆိုတာပြည်သူဆုံးဖြတ်ကြမယ်အလုပ်လေအဲ့တော့ငါလည်းရောက်ပါမဟုတ်ငါတောင်းရင် ထောက်ဖို့တောင်းရင်ထောက်ဖို့ဆိုတော့ငွေရှားမယ်ရိတ်ကရှားမယ်တတိယနဲ့ပတ်သက်တာလေပြည်သူသားတွေပြည့်နှံ့ပြောပြရမယ်အဲ့ဒါငါတောင်းရင်ငါတောင်းရင်ငါလုပ်တယ်ဟမ်တခေါ်ပါငါလုပ်မဟုတ်ရှင်းလားဘာတော်လိုင်းနှစ်ပတ်ဆက်ကြစောက်တော့မကြလို့နှစ်ပတ်ဆက်ကြတာလေအဲ့ဒါဂုံမူရမဟုတ်ရှင်းလားနောက်နောက်ရှိသေးတယ်တော်လိုင်းအိမ်မှာမနေ့တည်းမှာထားတော့ပဲဘောင်းမဝင်တယ်လို့လို့ဒီနေ့မှာထားတော့တယ်သူဖြစ်နေပါစေကိုယ့်ထက်လုံနိုင်ဘေးပဲပြရမှာနားလေလားနေလို့နေလို့စိတ်ကဘာစိတ်တယ်ဘာလဲပြည်သူဘက်ကလို့လာမပြောနဲ့ နာခံလို့အဲ့လိုမျိုးစောက်ထိုးမျိုးရိုးနေပြီအဲ့နာနာပြင်ပုံမှာအောက်ကမိမလို့ရှိသေးတယ်ဟမ်ငါလုံးမဖေလုံးမဖာတယ်မတွေငါဒီတရားငါဆွဲပြီငါအဲ့ဒီဒီသူကကမှာဆိုတဲ့စကားပြောပြီးတော်နိုင်ရို့စောက်ဖောင်းထုတဲ့အကွက်ကရိုးနေပြီဒီတော့ဖေလုံးမတွေဖာတယ်မတွေငါဘယ်ပြောတာတိလားအဲ့ဒီစကားလာမပြောနဲ့ခိုးတယ်ဆိုခိုးတယ်လူကိုဂုတ်ကဆိုပြီးဘိုင်လေးနဲ့ပေါ်လိုက်ချက်နဲ့လက်နဲ့ဝလုံးချင်းနဲ့တင်းကြုံရမ်းပြီးတော့တွဲလူရှောင်မရမ်းနဲ့နော်ပြည်သူဘက်ကပြည်သူဘက်ကဘာပြည်သူဘက်ကလဲဟမ်အခုစစ်ဘေးရှောင်နေစောက်ရမ်းနေတဲ့လူတွေငါပြောပြည်သူဘက်ကတော့ပြောတဲ့ဟာတွေကောင်းမတွေငါပြောတယ်အခုစစ်ဘေးရှောင်မနေ့ကပဲငါတို့မှနော်ဖိကြီးနေတဲ့မှာလူ900လောက် ။စားစရာမရှိဘူး။ငါတော့သွားဖို့တယ်။ဟမ်။လမ်းမောင်ချပြမှနေတော့စောင်းလို့လုပ်တယ်ထင်လား။ဟမ်။ကဲဒီသူဘက်ကတော့ပြောနေတော်နိုင်ရင်နေတော့မဆိုင်ဘူးပြောနေငါမေးပါမယ်။တော်နိုင်ရင်လည်းနေတော့လည်းကထားလက်ရှိစစ်ဘေးရှောင်စခန်းနေနေတော့စောက်ပြားပင်ပြားလူနေတယ်။အဲ့ဒီအောက်ကမေးမောင်တို့နေတော့ဟန်ပြောတယ်အဲ့ဒီသူဘက်ကတော့ဟောနေဖေလို့မှလေ။ဟမ်။နေတော့ပင်ပြားလူနေစစ်ဘေးရှောင်။ဒါတော်နိုင်မကမဟုတ်လေပြည်သူတွေလေ။ဒုက္ခရောက်နေတဲ့ပြည်သူတွေလေစစ်ဘေးရှောင်နေလေ။လူလား။ဟမ်။အဲ့ဒီကွာရိုးနေပြီအဲ့ဒီကွာလည်းတော်နိုင်ရောဒါမဖြစ်နဲ့။သိလား။ စောက်ဖက်ကမှမျက်မွေးညိုပြီးတော့ဘယ်ပြောက်မျက်ဖင်ကြီးတက်ချလာတဲ့ရုပ်နဲ့ငါပြောရမကောင်းဘူး။ငါလုံးဝမှာငါပဲလာပြီးသူအချောက်လိုက်လာဆဲတယ်။အဲ့ဒီနာရီကောင်ကြီးဘယ်နဲ့ကတော့ပြန်ဆက်လဲ။ဘယ်နဲ့အစင်းကတော့တက်လိုက်လေ။ငငယ်ရောဘယ်ညာပါလဲ။နေရငငယ်ရောလား။ခင်သူဝင်ငငယ်ရောလား။တန်တန်ရောငငယ်ရောလား။နိုင်ငံရေးတမမတော်လိုင်းလောက်ကမှာ။ဟမ်။ This stop pain စောက်အောင်တော့နေကွာကွာဂုံးပြီးသွားနေ။ဘာနိုင်ငံရေးတမမတော်လိုင်းလောက်ကမှာ။ငါတို့နိုင်ငံရေးတမမမဟုတ်ဘူး။ ငါလည်းနိုင်ငံရေးသမားမဟုတ်လင်းလင်းနဲ့နိုင်ငံရေးသမားမဟုတ်ချစ်လူရဲ့နိုင်ငံရေးသမားမဟုတ်ငါတို့ကတာမန်ပြည်သူတွေရဲ့ပြည်သူတွေဒီအာဏာသိမ်းမှုမှာမတရားတာပြုကျင့်လို့ထားပြီးတော်လှန်တဲ့ပြည်သူပဲနိုင်ငံရေးသမားတွေလုံလောက်ရမယ့်ချိန်မဟုတ်ဒီချိန်ဟာဒီချိန်ဟာတော်လှန်နေတဲ့ပြည်သူရဲ့ချိန်မင်းတို့ဆောင်နိုင်ငံရေးသမားရဲ့နောက်ချိန်နောက်နောက်ချိန်မှာတော့လို့ငါတော်လှန်ရေးနိုင်ငံရေးနဲ့လာမရောနဲ့လာမဖြစ်စင်းနဲ့တော်လှန်ရေးရိုးရိုးရှင်းရှင်းမင်းမသိလို့ရှိရင်နိုင်ငံရေးသမားမှာတော်လှန်ရေးလုပ်ရမယ့်အတိုင်းစောက်စောက်ပိုင်းအောင်ဆောင်နေလာပြီးတော့ဟမ် ဆက်တယ်တကြီးအမှုတွေကိုလိုက်ပြီးရောက်တော့ထပ်ပြီးလည်းဒီဘက်ကိုလိုက်ပါတယ်ပြီးချင်းနဲ့ငါတို့ဒီထဲဟုတ်ကဲ့ပါလေသူတကယ်ပါလေပါလေဘာတကယ်ကြီးခေါက်ကြလဲဒီဘက်ကညာဘက်ကလည်းအပေါ်ချာနေတဲ့တက်တက်ကြတယ်ဘာသူတကယ်အင်တာဗျူးလဲပြီးတော့တက်တယ်နေရနေဒီမှာပြရနေလေးတော့မရတော့နားလေအဲဒီကပြန်ပြီးတော့ပါပါတော့မူနေမှာမြန်မာပြည်နိုင်ငံကြဘလောက်နားလဲဆိုနေနိုင်ငံနဲ့ဒီဘက်ချိန်လိုက်နော်ဘယ်နိုင်ငံမှာချိန်လိုက်ဒီဘက်ပြောရလားလိုင်းမှာမှာဒီဘက်နိုင်ငံရေးစကားပြောမယ်ပြောနိုင်လားဟမ်ကိုစီဆိုတာတက်တက်ပေါ်ပေါ်လာမှတိတယ်မင်းတို့စောက်ပိန်းတွေကိုတနာတယ်တိလားတက်တော့တုံးကနိုင်ငံရေးနေတယ်မင်းတို့စောက်ပိန်းတွေအဲ့လောက်ပဲပြောမယ် သိလားနော်ယူတော့မတိုင်ခင်လိုက်လိုက်လားလက်တမိုင်းလိုက်လိုက်လားလူရှင်းမှာအလုပ်လုပ်ရမှာနေတော့ဆောက်သိနေနော်တတိရှင်ချိန်လိုက်ဒီဘက်နေနဲ့ငါနဲ့စကားပြောရလားနိုင်ငံရေးစကားနေပြောနေတဲ့အဲ့ဒီနိုင်ငံရေးစကားကိုချိန်လိုက်တယောက်ကိုတနဲ့ပြောကြည့်ဆောက်သိဒီပေးစလမ်းမရရတဲ့ကောင်တော့တော့ဟမ်ဘယ်ရောက်နေသူရောက်ကောင်မှာဟမ်လမ်းပြင်စပတ်ပြေးတာတော့ဈေးမပေါက်တဲ့ရုပ်ကြည့်ဟမ်ရုပ်ကိုကြည့်ဘလူဘလူမှာဟိုနေ့လောက်လာလို့မျက်ပြင်တက်ချလာလို့မျက်မင်းညိုနေရုပ်ကမှာဟမ်ဟမ် มาแล้วก็ย้อมเสื่อมไหนๆนะมาดิไหนๆน่มาผลูกกับผมเลยไหนๆนะมามาไหนๆลูกกับมาละฮะต่อตัว